Hello အားလုံးပဲမင်္ဂလာပါရှင်။ Rocky the Storyteller YouTube Channel ကနေပြီးတော့ကြိုဆိုလိုက်ပါရရှင်။ဒီကနေ့ကျွန်မပြောပြချင်တဲ့အကြောင်းအရာကတော့ကပ္ပအသက်ငယ်ဆုံးကွင်းဆက်လူသက်သမားလေးအမာဂျစ်ဆာဒါရဲ့အကြောင်းကိုပဲဖြစ်ပါရရှင်။ခုနှစ်ရှစ်နှစ်အရွယ်ကလေးလေးတစ်ယောက်ကတစ်နှစ်အတွင်းမှာအခြားကလေး၃ယောက်ကိုတွေးအေးအေးနဲ့တတ်လိုက်တယ်ဆိုရင်မိတ်ဆွေတို့ယုံနိုင်ပါမလား။ဒီဖြစ်ပျက်လေးကအိန္ဒိယနိုင်ငံမှာ2006နဲ့2009ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ ိလန့်စရာဖြစ်ရမှာမူခင်လေးပဲဖြစ်ပါတယ်။ဒီအဖြစ်ပြက်ကြောင်းမဲ့အိန္ဒိယနိုင်ငံကကမ္ဘာအသက်အငယ်ဆုံးကွင်းဆက်လူသက်သမား serial killer ရှိတဲ့တိုင်းပြည်အဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။တေချာတာကတော့သူတို့တိုင်းပြည်အတွက်ဂုံယူစရာမှတ်တမ်းတော့မဟုတ်ခဲ့ဘူးပေါ့နော်။အဲ့ဒီကွင်းဆက်လူသက်သမားလေးရဲ့နာမည်ကအမာဂျစ်ဆာဒါလို့ခေါ်ပါတယ်ရှင့်။သူက 1998ခုနှစ်မှာအိန္ဒိယနိုင်ငံဘီဟာပြည်နယ်မူဆာဟာဟာကျေးရွာကအရန်ဆင်းရဲတဲ့မိဘနှုတ်ကနေပြီးတော့မွေးဖွားလာတာဖြစ်ပါတယ်။2006ခုနှစ်သူပထမဆုံးလူသက်တဲ့အချိန်သူ့ညီဝမ်းကွဲလေးကို တတ်တဲ့အချိန်မှာ သူ့အသက်က9နှစ်ပဲရှိပါသေးတယ်ရှင့်။နောက်ဆုံး၃ရက်မြောက်ကိုတက်ပြီးလို့ရေစခန်းကိုရောက်တဲ့အချိန်မှာတောင်မှသူ့အသက်က၈နှစ်ပဲရှိပါသေးတယ်။အမဂျစ်ဆာဒါရဲ့သတင်းတွေကိုလိုက်ဖတ်ရင်းနဲ့ကျမဒီ လူကြီးတယောက်တောင်မှအလွယ်တကူမလုပ်ရဲမဲ့ဒီလိုလူမျိုးလူတက်မှုကိုဒီခုနှစ်နှစ်ရှစ်နှစ်အရွယ်ကလေးလေးကကျွလွန်ခဲ့တယ်ဆိုတာဟုတ်ပါမလားအဲကျွန်မမယုံနိုင်ဘူးတောင်ဖြစ်သွားတယ်အဲ့ဒါနဲ့သူ့မခင်အကြောင်းတွေကိုအသေးစိတ်မလေ့လာရသေးခင်မှာဆိုရင်ကျွန်မစိတ်ထဲမှာဘယ်လိုထင်လဲဆိုတော့ဒါသူတို့အိမ်ကလူကြီးတယောက်ယောက်ကျွလွန်တာကိုဒီကလေးအပေါ်မှာသူတို့ကအပြစ်ပုံချခေါင်းခံခိုင်းခဲ့တာများလားလို့တောင်မှကျွန်မတန်တရားဝင်ခဲ့တယ်အဲ့ဒါကြောင့်မလို့ ကျွန်မသူ့ရဲ့တည်င်းနဲ့အများကြီးကျွန်မဟိုတည်င်းအရင်မြစ်တစ်ခုမကပေါ့နော်ကျွန်မလိုက်ပြီးတော့ share ဖတ်တယ်ပြီးတော့သူများတွေ crime news recap လုပ်ထားတဲ့ဟာတွေကိုလည်းကျွန်မအများကြီးလိုက်ကြည့်ခဲ့တာတွေလုပ်ခဲ့တယ်ပေါ့နော်ဆိုတော့တည်င်းအရင်မြစ်အားလုံးကတင်ကြီးတညွတ်ချင်းနဲ့ဒီကလေးအမဂျစ်ဆာတာကတကယ်ပဲကွန်းဆက်လူတတ်သမားဖြစ်ကြောင်းတတ်သေးတယ်အများကြီးနဲ့အခိုင်အမာဆွေးနွေးထားတာတွေတွေ့လိုက်ရမှအမလေးကျွန်မမှာအံ့နေအော်မယုံချင်ယုံချင်နဲ့ပဲသူ့ကို serial killer ဖြစ်တယ်ဆိုတာလက်ခံလိုက်ရတယ် ဆိုတော့ဒီအမာဂျစ်ဆာရာရဲ့မိဘတွေကဘီဟာမာရှိတဲ့မူဆာဟာဟာကျေးရွာလေးမှာနေထိုင်ပြီးတော့အရန်ဟန်ဆင်းရဲပြီးတော့ပြည်သားစုစားဝတ်နေရေးအတွက်အရန်ပင်ပင်မမလုတ်ကင်စားတောက်ရတဲ့သူတွေဖြစ်ပါတယ်ပေါ့နော်လက်လုတ်လက်စားလေးတွေဖြစ်ပါတယ်အမာဂျစ်အမေနာမည်ကတော့ဖာရူးလို့ခေါ်တယ်သူ့အဖေနာမည်ကတော့ဘလာရမ်လို့ခေါ်တယ်ပါရူကတားလေးကိုအရန်ချစ်ပြီးတော့သူအရန်အတတ်နိုင်ဆုံးပေါ့နော်သူ့ရဲ့ဟိုတတ်နိုင်တဲ့အတိုင်းအတာမှာ အကောင်းဆုံးဂယုစိုက်တတ်တဲ့အမေတယောက်ပါပေါ့နော်။ဒါပေမဲ့ तू ကအရန်စည်းရတာဖြစ်တဲ့အတွက်ကြောင့်ဒီလုတ်ကင်စားတော့ရတာဖြစ်တဲ့အတွက်ကလေးကိုရင်အုပ်မကွာစောင့်ရှောက်နိုင်တဲ့မိခင်ထဲမှာတော့ तू ကမပါဘူးပေါ့နော်။တိုးတော်လည်းပဲ तू ကသူ့သားပေါ်မှာအရန်ချစ်တယ်။ तू ကသူ့သားလေးအမကြီးကိုဒီဘေးပြာကင်းအောင်မကောင်းဆိုးွားတဲ့သူ့သားစီကိုမကတ်နိုင်အောင်ညံပညာထက်မြက်အောင်အဲ့လိုကောင်းတဲ့အရာလေးတွေဖြစ်လာအောင်ဆိုပြီးတော့ဒီသူတို့ဟိန္ဒူဖျားเจ้าကစိန်းနီလေးတွေတောင်းလာပြီးတော့ အမချစ်ကိုမနဲ့တိုင်းပေါ့တူသားလေးကိုသူဘေးပြာကင်းအောင်အဲ့လိုဆူတောင်းပေးပြီးတော့အဲနဖူးမှာအဲ့လိုစီးနီလေးတွေတို့ပေးလေးရှိတယ်ပေါ့နော်ဟိန္ဒူတွေရဲ့အခေါ်ဝေါ်ကိုတော့ကျမအသေးချာမသိလို့မှားယွင်းပြောဆိုမိရင်တမင်မလေးမစားပြောမိတာမဟုတ်လို့ခွန်လွတ်ပေးကြပါရှင်တကယ်တော့သူ့သားလေးကိုယ်တိုင်ကမကောင်းဆိုးဝါးဖြစ်နေကြတာသူ့အမေကအဲ့ဒီချိန်တော့မသိခဲ့ရှာဘူးပေါ့နော်ဒီအမချစ်စာတာက မိဘတွေအလုတ်သွားတဲ့အချိန်တွေမှာဆိုရင်သူကအိမ်မှာတရားအုပ်ထဲကြံခဲ့ရပြီးတော့ဒုတိယအုပ်ထဲတစ်ပင်တက်နေတာတို့အဲအိမ်မှာရှိတဲ့သူ့ရဲ့ကစားစရာလေးတွေကိုတယောက်ထဲကစားနေတာတို့ဒါမှမဟုတ်လို့ရှင်ရွာထဲမှာရွာရိုးကိုပေါက်ရှောက်သွားနေတာတို့အဲအဲ့လိုမျိုးလုပ်ပြီးတော့သူကသူ့ရဲ့အချိန်တွေကိုဖျုံးလို့ရှိတယ်ပေါ့နော်သူကဟိုတငယ်ချင်းအပေါင်းအသင်းတွေနဲ့တိတ်ပြီးတော့အတူတူကစားတတ်တဲ့အထဲမှာမပါဘူးပေါ့နော်အဲ့တခါတလေဆိုရင်သူကဟိုတနေရာတဲကိုအတိတ်ပင်မရှိ အဲ့လိုဒိတ်ပေမဲ့စိုက်ကြည့်နေတာမျိုးတွေလဲသူကလုံနေတတ်သေးတယ်ပေါ့နော်အဲ့လိုနဲ့ဒီအမဂျစ်ဆာဒါရဲ့အထဲကမကောင်းဆိုးဝါးစိတ်ကိုနှိုးချလာစေမယ့်ဖြစ်ပျက်လေးတစ်ခုအစပြိုးလာခဲ့ပါတယ်။ဒီနေ့မှာအမဂျစ်ဆာဒါရဲ့အတော်မီနာကသူ့ရဲ့6လသားလေးအဲ့ဒါလေးကိုပိုက်ပြီးတော့အမဂျစ်ရဲ့ဝန်ကွဲညီလေးပေါ့နော် အဲ့ဒါလေးကိုပိုက်ပြီးတော့အမဂျစ်ဆာရာတို့အိမ်ကိုရောက်လာခဲ့တယ်။သူ့ရဲ့အတော်တို့လင်မယားကလည်းအများဆင်းရဲလုံးလို့အာသူတို့လင်မယားကဒီဖတ်နာဆိုတဲ့မြို့ကိုသွားပြီးတော့အဲအိမ်ဖို့အလုပ်လုပ်ချင်တာပေါ့နော်။အဲ့ဒါကြောင့်မလို့ဒီလသားလေးသူတို့ရဲ့သားလေး၆လသားလေးကိုအမဂျစ်အမေစီမှာခဏအပ်ထားခြင်းကြောင့်လာပြောတယ်ပေါ့။အဲ့ဒီချိန်မှာဆိုရင်အမဂျစ်ရဲ့အမေကလည်းကိုဝန်တော်တော်လေးလာရင်လာပြီပေါ့နော်။အဲ့လိုကိုဝန်လေးလေးရှိနေတဲ့အချိန်ဖြစ်တယ်ပေါ့။ဆိုတော့ အမကြီးရဲ့အမေကလက်မခံချင်ခဲ့ဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့ကိုယ်တိုင်ကအယမ်းဆင်းရဲတာလေ။အယမ်းဆင်းရဲနေတဲ့အချိန်မှာနောက်ထပ်အိမ်ပေါ်မှာပါဇက်တပေါက်ထပ်ပြီးတော့တင်ကျွေးဖို့ဆိုတာအယမ်းအခက်ခဲရှိတယ်ပေါ့နော်။ပြီးတော့ကလေးလေးကွာဟိုပြူစုဆောင်ရှောက်ဖို့အချိန်ပေးဖို့လိုအပ်နေသေးတဲ့ကလေးလေးဖြစ်တယ်ပေါ့ဆိုတော့သူကလက်မခံချင်ခဲ့ဘူးဒါမဲ့သူ့ရဲ့အတော်ကသူ့သားလေးအတွက် ဒီဇယိတ်တွေကိုပေါ့စားဇယိတ်တွေကိုသူဟိုမှာအလောလောပြီးလို့ရှိရင်ပြန်ပို့ပေးမှဖြစ်တဲ့အကြောင်းပြီးတော့အစင်ပြေတာနဲ့အတူသားလေးကိုပြန်လာခေါ်မှဖြစ်တယ်ဆိုပြီးတော့ခဏလေးဖြစ်ဖြစ်ပေါ့တလားလောက်ပဲဖြစ်ဖြစ်ခေါ်ထားပေးဖို့ဆိုပြီးတော့မေတ္တာရက်ခံခဲ့တာကြောင့်အမကြီးရဲ့အမေကသူ့ရဲ့သူလေးပေါ့အမကြီးရဲ့ဝမ်ကွဲညီလေးကိုခေါ်ထားပေးဖို့တဘောတူခဲ့တယ်တကယ်တော့သူ့အတော်ကသူ့သားလေးကိုသူ့အမအိမ်မှာအချားခဲ့မယ်ဆိုရင်အဆက်ဆက်ရရစိတ်ချရတယ်လို့သူကထင်ခဲ့ပေမဲ့ တကယ်တကယ်ကတော့သူကသူ့သားလေးကိုအမအိမ်မှာအမလက်ထဲမှာအပ်ခဲ့တာမဟုတ်ဘဲနဲ့သေမင်းရဲ့လက်ထဲကိုအသင်းအပ်ခဲ့တယ်လို့ဖြစ်သွားခဲ့ပါတယ်။မိဘတွေကအလုတ်သွားရင်အိမ်မှာတယောက်ထဲကျန်နေရစ်တက်တဲ့အမချစ်ကအခုတော့6လသားညီလေးနဲ့အိမ်မှာကျန်ရစ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူ့အထဲကမကောင်းဆိုးဝါးကစပြီးတော့အလုံးလုံးတော့တာပဲ။တနေ့တော့သူ့အမေကအဲ့လို သူ့ကိုကလေးအပ်ပြီးတော့အင်းကနေထွက်သွားတာနဲ့သူကအဲ့ဒီသူ့ရဲ့ဝမ်ကွဲညီလေးကိုတိုးတာစိတ်တာထိုးကျိတ်တာအဲ့ဒါတွေလုပ်ပြီးတော့ဆပြီးတော့နှိပ်ဆက်တယ်ပေါ့နော်အဲ့လိုနှိပ်ဆက်တဲ့အချိန်မှာနာကျင်လုံးလို့ကလေးလေးကအော်ငိုလာတယ်လာသားလေးပဲလीနော်ဘလို့မှဟိုရှောင်လွှဲလို့မရရုံးကန်လို့မရလေငိုတာပဲတတ်နိုင်တော့ကလေးလေးကငိုတယ်အဲ့လိုငိုတဲ့အခါမှာကလေးရဲ့နာကျင်မှုကိုကြည်ပြီးသွားတိတ်ကျဉ်တဲ့အားရတယ်ပြီးတော့ကလေးကငိုလေးလေး၊ तू ကပို့ပြီးတော့ပြင်းပြင်းထန်ထန်နှိပ်ဆက်လေးလေးအဲ့လိုလောက်တာပေါ့နော်အဲ့ချိန်မှာ ိုသူကပိုနှိပ်ဆက်လေးလေးခလေးကပိုပြီးတော့အုံငိုလာလေးလေးဖြစ်တဲ့အခါမှာကျတော့အမကြီးကတီးမခံတော့အဲ့ခလေးငိုတောင်တစ်ခါပြန်သူကတီးမခံနိုင်တော့ပြန်အဲ့ဒါနဲ့ခလေးကိုသူကနေပြီးညစ်ပြီးတော့အမတတ်တာပေါ့နော်နေပြီးညစ်ပြီးတော့တတ်လိုက်တယ်ပြီးတော့မှသူကလေးခွင်းကိုခေါ်သွားပြီးတော့သူကโอเคနဲ့လည်းထပ်ပြီးတော့ထုတတ်လိုက်တယ်ပေါ့နော်ဆိုတော့သူ့အမေကအပြန်းနေပြန်လာတဲ့ချိန်မှာအိမ်မှာခလေးလေးကိုမတွေ့တော့အဲ့ဒါနဲ့အမကြီးကိုခလေးလေးကဘယ်မှာလဲလို့မေးတဲ့အခါမှာအမကြီးကလေဆေးပဲပြုံးပြီးတော့ သူ့အမေကိုလေခွန်းထဲကိုခေါ်သွားပြီးတော့သူပစ်ထားတဲ့ခလေးလေးအလောင်းကိုပြတာသူ့အမေကသူ့သားရဲ့လုပ်ရက်ကိုမယုံနိုင်အောင်ဖြစ်သွားတယ်အဲ့နဲ့သူ့အဖေဗလာရမ်အိမ်ပြန်ရောက်တဲ့အခါမှာအမကြီးကလည်းလုံးဝဂုံယူတဲ့မျက်နှာထားနဲ့ကျွန်တော်သူ့ခေါင်းကိုအုတ်ခင်းနဲ့ထွရိုက်တပ်ပစ်ခဲ့တယ်အဲ့လိုမျိုးပြောပြခဲ့တာအတူဖေကသူ့သားကိုဖိရိုက်လိုက်ပြီးတော့သူ့သားရဲ့လုပ်ရက်ကိုအရန်ကိုအကြည့်ကျုံလှုပ်သွားခဲ့တယ် သူကဘလူမျိုးမကောင်းဆိုးဝါးကောင်ဖြစ်နေခဲ့တာလဲဆိုပြီးတအားကိုဝါနေသွားခဲ့တာသူ့ဖေကအဲ့အမကြီးရဲ့မိဘတွေကဒီခုနှစ်နှစ်သားလေးက6လသားလေးကိုရင်းရဲဆက်ဆက်တပ်ပြီးတဲ့နောက်မှာဘာမှခံစားချက်ရှိပုံမရပဲဟိုအပြစ်ရှိတယ်လို့ခံစားရပုံလည်းမပေါ့အရန်ကိုတည်ငြိမ်အေးဆေးနေတာကိုသူတို့ဘလို့မှနားမလည်နိုင်အောင်ဖြစ်ခဲ့ကြတယ်ဒါပေမဲ့သူတို့ကသားလေးကိုရေးလက်ကိုအတ်တာတော့ဘာလို့မလုပ်ခဲ့ဘူးသူတို့ကသားလေးကတိတ်ငယ်သေးတယ်ပေါ့ ရေးလက်ကိုအလိုက်လို့ရှိရင်သူ့ဘဝတဘဝလုံးရှေ့ရေးမှာဟိုအမေးဆက်ထင်သွားမယ်ပျက်စီးသွားမယ်အဲ့တော့သူ့ကိုနောက်ထပ်မလုပ်ရဲအောင်ငါတို့ဘာသာငါတို့ပဲပြောဆိုဆုံးမကြမယ်ဆိုပြီးတော့သူကတွေးတာရေးလက်ကိုလုံးဝမအပ်ဘူးပေါ့ကလေးပဲရှိသေးတယ်ပေါ့နော်ဘလို့ပြောမလဲတာသမီပေါ်မှာခြားတဲ့လွဲမားတဲ့မိဘရဲ့မေတ္တာပေါ့အဲ့ဒါဒီကိစ္စကိုသူတို့တရွာလုံးကတိပေမဲ့ အဲ့သူတို့ရွာလဲဘယ်လိုမျိုးရွာလဲဆိုတော့ဟိုတရွာလုံးကဆွေမျိုးပတ်တော်သလိုတော်နေတဲ့ရွာလေးဖြစ်တော့လေသူတို့ကအဲသူတို့ရဲ့ဆွေမျိုးတွေရဲ့မိသားစုကိစ္စမှာဝင်ပြီးတော့ဆွတ်ဖက်တာတော့အဲ့လိုမျက်နှာနာတာမျိုးကိုသူတို့ကမလုတ်ချင်ခဲ့အဲ့တော့တရွာလုံးကတိပေမဲ့ဘာမှမပြောခဲ့ကြအောင်ပေါ့နော်အဲ့ဒီတုန်းကအဲ့တလကြာပြီးသွားတဲ့နောက်မှာအမကြီးရဲ့အတော်မိနာကသူ့တောင်းပြန်ခေါ်ဖို့အင်ကိုလာတဲ့အခါမှသာလင်းသူ့ရဲ့မိဘတွေကအေးနင်သားလေးကတော့မတော်တဆဖြစ်ပြီးတော့ဆုံးသွားပြီလို့ပြောပြခဲ့ကြတယ် အမကြီးရဲ့မိဘတွေကဒီကိစ္စကိုဘာမှအကြေအကျေထမလို့ဖို့ရေးမတိုင်ဖို့အဲ့လိုမျိုးဟိုရှိဘလို့ပြောမလဲဖြစ်ပြီးတာဖြစ်စေတော့အဲ့လိုပုံစံမျိုးဝိုင်းပြီးတော့ပြောနေတာအမကြီးကအဲချောင်းကြည့်ပြီးတော့အရန်အားရကျေနပ်နေခဲ့တယ်။သူကလေးလေးတယောက်ကိုတတ်လိုက်တာဘာမှမဟုတ်ဘူး။အဲသူမိဘတွေကကောက်ွယ်ပေးလိုက်တဲ့အတွက်ကြောင့်ဒီကိစ္စကဘာမှဟိုကြီးကြီးမားမားဆိုရင်ဆရာရှေ့ကိစ္စမဟုတ်ပုံမှန်လိုတာမန်လိုမျိုးအမကြီးကထင်သွားတယ် ြောမယ်ဆိုရင်ဒီမိဘသူ့ကိုကာကွယ်ပေးလိုက်တာဟာအမကြီးရဲ့စိတ်ထဲကိုဒီမဟုတ်တဲ့ message ပေါ့နော်လွဲမားတဲ့ message ကိုရသွားစေခဲ့တယ်ပေါ့နော်အဲကျမတို့မိဘတွေကကျမတို့မွေးထားတဲ့ကျမတို့ချစ်တဲ့သားသမီးတွေရဲ့ဟိုဘယ်လိုပြောမလဲမတင့်တော်တဲ့အပြုအမူတချို့ကိုခလေးကိုချစ်လွန်းတဲ့အခါကျတော့မသားပဲနဲ့အဲ့လိုထထခဲ့တတ်တယ်ပေါ့နော်ကြည်ဒီဒီတိုင်းပဲကြည်နေခဲ့တတ်တယ်ပေါ့အဲ့ဒါဆိုရင်ကလေးတွေကအော်ငါတို့အမေတွေဖေတွေကငါဒီလိုလုပ်ရင်လည်းရတယ် ဒါဟာမကောင်းတဲ့ကိစ္စမဟုတ်ဘူးအဲအဆင်ပြေတယ်ပေါ့အဲ့လိုမျိုးမိဘမကြိုက်တာလို့ရင်လည်းရတယ်အဲပတ်ဝန်းကျင်နဲ့တဟစာရမဖြစ်တာပေါ့နော်လူဆန်နှောင်းနဲ့မညီတာလို့ရင်လည်းဖြစ်တယ်โอเคတယ်ဆိုတော့အတွေးမျိုးကိုဝင်သွားစေပြီးတော့မကောင်းတဲ့အချင်းကိုဆက်လုပ်ဖို့အားပေးသလိုမျိုးဖြစ်သွားစေတတ်တယ်ပေါ့အခုလဲအမကြီးမိဘတွေကနောက်ဆုတ်လို့မရတဲ့အမကြီးတခုကိုသူကမှားသွားပြီအမကြီးရဲ့စိတ်ထဲမှာလုံးဝဒီမှားရွံ့တဲ့ message ကရသွားခဲ့ပြီပေါ့နော်ဒီလိုနဲ့ တိတ်မကြခင်မှာပဲအမကြီးရဲ့အမေပါရူကလည်းတမီလေးတယောက်ကိုမွေးလာတယ်။အမကြီးကအဲ့ဒီကလေးလေးကိုလည်းမချစ်ဘူး။သူ့ရဲ့သွေးသားသူ့ရဲ့ညီမဆိုတဲ့တော်ဆက်ပုံကိုလည်းနားလေတဲ့ပုံလည်းသူကမပြခဲ့ဘူး။ဒီတမီသားစုလုံးကတမီလေးမွေးလာလို့ပျော်နေခဲ့ပေမဲ့အမကြီးကတော့ထူချားပြီးပျော်မနေဘူး။ပါတိပါတာပဲသူကနေတယ်ပေါ့တခါတလေမှာအမကြီးကအဲ့ဒီကလေးကို나ရင်နဲ့ခြီးပြီးအတိတ်ပေမဲ့စိုက်ကြည့်နေတတ်သေးတယ်။တညနေမှာတော့ အဲ့ဒီကလေးလေး6လ9လအရွယ်လောက်ရှိလာတဲ့အခါမှာဟိုတညနေပေါ့နော်အဲ့ဒီညနေမှာသူ့အမေကသူ့သားလေးကိုပေါ့ဒီညီမလေးကိုခဏလေးကြည့်ပါအောင်ပေါ့အဲ့လိုကြည်ထားခိုင်းပြီးတော့အိပ်ပျော်သွားခဲ့တယ်။ရှေ့သိမ့်မကြခင်မှာပဲလသားအရွယ်ဒီအရွယ်လေးကိုတတ်ထားတဲ့သူ့ရဲ့သားနဲ့ကိုယ့်ရဲ့လသားအရွယ်သမီးလေးကိုပြန်ထိန်ခိုင်းရတဲ့အဲ့ဒီအမေရဲ့မိုက်မဲမှုကလည်း next level ပဲနော်ဘလို့ပြောရမလဲမသိတော့ကျမဆိုလုံးဝတတ်သိရှိမှာမဟုတ်ဘူး အဲ့ဒါအမကြီးကလေအခွင့်ရေးရတာနဲ့တပြိုင်နက်သူ့ညီမလေးကိုနှိပ်ဆက်ပြီးတော့တတ်ပစ်တာအာသူ့အမေနိုးလာတဲ့အချိန်မှာသူ့သမီးလေးကအသက်မရှိတော့မိဘတွေကအမကြီးကိုရိုက်နှက်ပြီးတော့ဘာဖြစ်လို့နေရဒီလိုလုံးရလုံးရရတာလဲနင့်ညီမလေးကိုဘာဖြစ်လို့နေရတတ်လိုက်ရတာလဲအဲ့လိုမျိုးမေးတဲ့အချိန်မှာအမကြီးကလေစကားတစ်ခုမအေးအေးတတပြန်ဖြေခဲ့တယ်ဒီလိုပါပဲတဲ့ကဲလုံးဝအဲ့ဒီစကားလုံးကိုတော့သူကမကောင်းဆိုးဝါးတကောင်လို့ပြုံးပြီးတော့အေးအေးဆေးဆေးပြန်ဖြေခဲ့တာ သူ့ကိုကြည့်ရတာသူ့ညီမလေးကိုသူတတ်လိုက်တဲ့အပေါ်မှာသူကဘာခံစားချက်မှရှိပုံမရအောင်အဲ့တော့နောင်တရဖို့ဆိုတာကတော့လုံးဝဝေလာဝေးပဲအဲအဲ့လိုမျိုးချိန်နေဖြစ်ခဲ့တယ်ပေါ့ဒီတစ်ခါမှာကျတော့ရွာသားတွေကအမကြည့်မိပါတယ်ဝိုင်းပြီးတော့ပြောတယ်နင်တို့ရဲ့သားကိုနင်တို့ဒီတိုင်းထားလို့မရတော့ဘူးဒါဒုတိယမြောက်အာလူတတ်မှုဖြစ်လာခဲ့ပြီဆိုတော့နင်တို့သားကိုရေးလက်ကိုအပ်လိုက်အဲ့လိုပြောပေမဲ့အဲသူရဲ့မိဘတွေကလက်မခံခဲ့ရောငါတို့သားရန်ငယ်သေးတယ်ပေါ့အဲအဲ့ချိန်မှာအမကြီးကဘာပြောလဲဆိုတော့ ငါဒီကလေးကိုတတ်လိုက်တာဘာမှလုပ်လဲတဲ့အဲ့လိုပြန်မေးတာအာတရွာလုံးကအရန်အော်သွားခဲ့တယ်အဲ့ဒီချိန်ကနေစပြီးတော့အမာချစ်ကိုတရွာလုံးကယွန့်ကြောက်ကြီးဖြစ်သွားပြီးတော့အော်သူ့ကိုအဝေးရနေမြင်တာနဲ့အဲ့လိုဝေးဝေးရှောင်ကြတယ်ပေါ့နော်ကလေးတွေဆိုငိုကလေးကမပေါင်းတတ်တာအခုဆိုပိုဆိုးသွားဘူးဘာမှသူ့ကအပေါင်းအသင်းမလုပ်တော့ပို့ပြီးတော့အမာချစ်ကဟိုလုံးလီးဖြစ်လာတာပေါ့နော်တတိတတန်သူတယောက်ထဲအဲ့လိုပို့ပြီးတော့နေလာဖြစ်သွားတယ်ပေါ့အဲ့အမာချစ်ကိုအဲ့လိုမျိုးထိရောက်တဲ့ဆုံးမပေးပြမှုမရှိတဲ့ ရဲလက်မှာအတက်မိပါတွေကိုလည်းရွာသားတွေကအခေါ်ပြောမလုပ်တော့ဘူးသူတို့တမိသားစုလုံးကိုတရွာလုံးကကြံထားလိုက်ကြတာအဲ့ဒီလူမျိုးတရွာလုံးကပြစ်ပယ်လိုက်တာကိုလည်းအမကြီးကလုံးဝဟိုဘာမှခံစားချက်မရှိဘူး is safe ပဲသူကအရင်လိုပဲဂယုမဆိုင်ဘူးရွာရိုးကိုပေါ့တယောက်တည်းသူကအဲ့လိုရှောက်သွားနေခဲ့တယ်ပေါ့ဒီလိုနဲ့2009ခုနှစ်ကိုရောက်လာခဲ့တယ်တနေ့မှာအမကြီးစောင်းစာတင်ခန်းလေးကိုရှောက်လာနေတဲ့အချိန်မှာ အဲ့ခန်းလေးတစ်ခန်းကနေခလီလေးတစ်ယောက်ရဲ့အဲ့လိုလှုပ်ရှားတန်အဲ့လိုအတန်လေးတန်ပေါ့နော်သူကြားလိုက်တယ်ကြားတဲ့အခါမှာသူကစာတင်ခန်းရဲ့ပြင်ပနဲ့ထဲကိုသူချောင်းကြည့်လိုက်တဲ့အခါမှာချွန်ချွန်ဒေဝီရဲ့6လခလီလေးပေါ့နော်အဲ့ခလီလေးတယောက်ထဲအဲ့ထမရှိနေတယ်ဆိုတာတွေ့ရလိုက်တယ်အရန်ဆင်းရဲတဲ့ချွန်ချွန်ဒေဝီကသူအလုံးလုံးနေတဲ့အချိန်မှာသူ့ကလေးကိုထိမ့်ပေးမဲ့သူမရှိတာကြောင့်သူကဒီစာတင်ခန်းထဲမှာခလီလေးကိုတယောက်ထဲလာထားထားပြီးတော့သူကအလုတ်သွားလောက်တာချွန်ချွန်ဒေဝီရဲ့စိတ်ထဲမှာအဲကြတော့ စာသင်ခန်းဆိုတာကလေးတွေအတွက်လုံခြုံတဲ့အရက်ပေါ့ကလေးကိုအန်တီပြုမဲ့သူမရှိတဲ့အရက်လို့သူကနားလေထားတာအဲ့ဒါကြောင့်မလို့သူ့ကလေးကိုသူကစိတ်ချလက်ချအဲ့မှာထားခဲ့တာဖြစ်တယ်ပေါ့နော်ပြောမယ်ဆိုစိတ်ချလက်ချတော့ဟုတ်ချင်မှဟုတ်မှာပေါ့နော်ဒီလောက်လတ်သားအရွယ်ကလေးလေးကိုထားခဲ့ရတယ်ဆိုတာဒါမဲ့မတက်တာလို့နေမှာပေါ့သူလည်းအလုတ်ကိုကလေးကိုခေါ်သွားလို့မရအလုတ်ကလည်းလှုပ်ရှားရမယ်ဆိုတော့ကလေးကိုအဲ့ဒီစာတင်ကျောင်းခန်းထဲမှာသူကထားခဲ့တာဖြစ်တယ်အာသူအလုတ်ကနေပြန်လာပြီးတော့အဲ့စာတင်ခန်းထဲကနေကလေးလေးကိုဝင်ခေါ်ဖို့သွားတဲ့အချိန်မှာ သူ့ကလေးလေးကစာတင်ခန်းထဲမှာမရှိနေတော့အဲ့နဲ့ချွန်းချွန်းဒေဗီကစာတင်ခန်းထဲနဲ့ပြေးထွက်လာပြီးတော့လူတိုင်းကိုအဲသူ့သမီးကိုမြင်သလားသူ့သမီးကိုတွေ့လိုက်လားသူ့သမီးကိုဘယ်သူခေါ်သွားတာလဲအဲ့လိုမျိုးငိုယိုပြီးတော့သူကလိုက်မေးတာပေါ့အတူမေးတဲ့လူကြီးတွေကတရားအောင်မအဲ့ကလေးကိုဟဲ့မတွေ့လိုက်ဘူးနင်းကလေးကိုမမြင်လိုက်ဘူးအဲ့လိုပဲဖြေတာပေါ့အဲ့အဲ့ထဲမှာလူကြီးတယောက်ကဗာပြောတယ်နေုံနေုံဒီနားတဝိုက်မှာငါစောနာတော့ကအမကြီးကိုတွေ့လိုက်တယ်လို့ပဲလို့အဲ့လိုပြောလိုက်တာ ။အဲ့လိုပြောလိုက်တာနဲ့ချွန်ချွန်ဒေဝီကလုံးဝအမာချစ်ကိုအပြေးလိုက်ရှာပြီးတော့ဟေးအမာချစ်ငါရဲ့ကလေးကဘယ်မှာလဲငါသမီးလေးကဘယ်မှာလဲနင်ငါသမီးလေးကိုဘာလုပ်လိုက်ပြီလဲအဲ့လိုစိုးရင်တကြီးမေးတာပေါ့။အဲ့ချိန်မှာအမာချစ်ကအေးအေးဆေးဆေးပြုံးလိုက်ပြီးတော့နင်သမီးကိုငါတတ်လိုက်ပြီလို့အဲ့လိုသူ့ရဲ့လုံးရက်ကိုအရန်ဂုံယူချိန်တဲ့မျက်နှာပေးနဲ့ပြန်ဖြေလိုက်တာ။အာချွန်ချွန်ဒေဝီရဲ့ကဘာကြီးကပြက်သွားသလိုခံစားရပြီးတော့မြေကြီးပေါ်မှာလိမ့်ငိုပြီးတော့နေကငါကလေးကိုဘာဖြစ်လို့အဲ့လိုလုံးရရတာလဲကလေးမှာဘာအပြစ်ရှိလို့လဲနေကရက်ဆက်လိုက်တာအဲ့လိုငိုတာပေါ့နော် လူးလိမ့်ပြီးတော့သူကငိုနေခဲ့တယ်။ဒီတစ်ခါမှကြတော့ရွာသားတွေကလုံးဝတီးမခံနိုင်တော့ဘူး။ပထမတစ်ကြိမ်တော့သူတို့ဘာမှမပြောနှုတ်ဆိတ်နေခဲ့တယ်။ဒုတိယတစ်ကြိမ်မှသူတို့ကမိဘတွေကိုသူတို့ကပြောတယ်ရေစခန်းအပ်ပါဆိုတော့မိဘတွေကမအပ်ဘူး။အခုတတိယတစ်ကြိမ်အဲလူတမှုထပ်ဖြစ်လာခဲ့ပြီ။ပြီးတော့ဒီတတိယတစ်ကြိမ်ကျတော့ဟိုသူတို့နဲ့ဘာမှတွေးမတော်သားမဆက်တဲ့ကလေးလေးဖြစ်သွားရယ်လေနော်အဲ့ခါကျတော့ရွာသားတွေကလုံးဝတီးမခံနိုင်တော့ဘဲနဲ့အမချစ်ကိုသူတို့ကဖမ်းပြီးတော့ရေးလက်ကိုပို့လိုက်တာ အဲ့ဒီအချိန်မှာအမကြီးက၈နှစ်သားပဲရှိသေးတယ်။အဲ့ဒီ၈နှစ်သားအရွယ်လေးကနော်ရေစခန်းကိုရောက်တဲ့အချိန်မှာခလေး၃ယောက်ကိုအာအေးအေးဆေးဆေးခံစားချက်မရှိ နောင်တမရှိတပ်ပြီးခဲ့သွားပြီ။ဟိုစဉ်းစားကြည့်လို့ကိုမရအောင်ကျွန်မလေးဟိုဒီတည်နေအများကြီး source အများကြီးကနေကျမဖတ်ထားတာမဟုတ်ဘူးဆိုရင်ကျမယုံနိုင်မှာမဟုတ်သေးလားလူကြီးတွေကကြောက်ချတယ်လူကြီးတွေရဲ့ဟိုပြစ်ဒဏ်ကိုသူ့ကိုပုံချတယ်အဲ့လိုပဲကျမထင်တယ်ဦးမှာ အရေးစခန်းမှာသူ့ကိုစစ်ချက်ယူတဲ့အချိန်မှာလဲသူကအေးအေးဆေးဆေးပဲမလေးရေးရရှိတယ်ဆရာသူကဘစ်ကလေးတောင်းစားပြီးတော့ရေးရရှိမေးတဲ့ဟာလေးတော့အဲ့လိုအေးအေးဆေးဆေးစားပြီးတော့သူကဖြေနေခဲ့တယ်။သူကကလေးတယောက်ချင်းစီကိုသူဘလိုမျိုးတတ်တယ်ဆိုတော့သူကအသေးစိတ်အေးအေးဆေးဆေးသူကပြောပြတာ။အဲဒါနဲ့ဒီအရေးစခန်းကလူတွေကပေါ့နော်သူ့ကို psychiatric နဲ့တင်းနဲ့လဲအဲ့လိုစစ်ဆေးကြည့်ခိုင်းလိုက်တယ်။အဲ့လိုစစ်ဆေးကြည့်ပြီးတဲ့နောက်မှာသူတို့ကပေါ့နော်ဒီအမဂျစ်ဆာတာက သူတပားရဲ့နာကျင်မှုအပေါ်မှာသူကตาရတဲ့စိတ်သူများကိုသူကနှိပ်စက်လိုက်လို့တစ်ဖက်သားအရန်နာကျင်နေတဲ့အဲ့လိုဟာမျိုးရဲ့ဟာကိုကြည့်ပြီးတော့ကျေနပ်တဲ့စိတ်ตาရတဲ့စိတ်ရှိတဲ့သူဆိုတာသိရတယ်ပေါ့เนาะသူရဲ့အုံနောက်ထဲမှာဒီ chemical imbalance တွေဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်သူကအမားအမှန်ကိုသူကခွဲခြားခွဲခြားနိုင်စွာမရှိဘူးဘယ်ဟာမှန်တယ်ဘယ်ဟာမှားတယ်ဆိုတာသူမသိဘူးအဲသူကသူ့ရဲ့စိတ်ထဲမှာသိတာဗာလဲဆိုရင် ူတခုခုလောက်လိုက်လို့တစ်ဖက်သားအရင်နာကျင်နေဆိုအဲ့နာကျင်တဲ့အပေါ်မှာ तू ကကျဉ်တ်တဲ့စိတ်အားရတဲ့စိတ်တာရတဲ့စိတ် तू ကရှိရပေါ့နော်ပြီးတော့ तू က9နှစ်10နှစ်သားလေးပဲရှိတဲ့အခါကျတော့ तू ကအဲ့လသားအွယ်လေးတွေ तू ကတက်ကက်ထားတာပေါ့ဘာကြောင့်လဲဆိုသူ့ဘာမှပြန်မလုပ်နိုင်ဘူး तू ပြုတ်သမျှနှုရတယ်တကယ်တနာစရာကလေးလေးအွယ်လေးတွေပေါ့နော်အဲ့ဒီအွယ်လေးတွေ तू ကလုတ်ခဲ့တာလူကြီးဆိုရင်တောင်မှကျွန်မစိတ်ထင်လေဒီလိုလသားကလေးတွေကိုသူ့လိုမျိုးအေးအေးဆေးဆေးတော့မတက်ရင်းလောက်ဘူးတိလားဒါမဲ့ तू ကတော့လုံးဝဒီပေါ်မှာခံစားချက်မရှိဘူး အဲ့လိုတက်ပြီးတော့တတ်တာတော့မှယိုယိုမဟုတ်ဘူး။သူကနှိပ်ဆက်ပြီးတော့တက်ခဲ့တာ။အဲ့သူတို့နိုင်ငံရဲ့ဥပဒေအရအမာချစ်ကဒီလူငယ်ပြည်ပင်ရေးစခန်းလို့ပြောရမလား။မြန်မာနိုင်ငံမှာဆိုရင်ငှက်အော်စန်းလိုမျိုးလေနော်။အဲအဲ့ဒီမှာသူတို့ကတော့ children's home လို့ပြောတယ်။အဲ့ဒီအဲ့ဒီနေရာမှာသူ့ကိုအသက်16နှစ်ပြည့်တဲ့အထိအဲထိန်းသိမ်းထားခဲ့တယ်ပေါ့နော်။အဲသူတို့နိုင်ငံရဲ့ဥပဒေအရအိန္ဒိယနိုင်ငံဥပဒေအရ ဒီကလေးတငယ်ပြမှုကျူးလွန်တဲ့သူတွေကိုသူကလူကြီးထောင်ကိုပို့လို့မရဘူးလူကြီးတယောက်လိုမျိုးပြစ်ဒဏ်ချမှတ်လို့မရဘူးပေါ့အဲ့တော့သူကကလေး၃ယောက်ကိုတောင်မှတတ်ထားခဲ့ပေမဲ့သူ့ကိုဒီ children's home မှာပဲ session နဲ့အထိထိန်းသိမ်းထားဖို့အမိန့်ပဲချရတာပေါ့နော်ဆိုတော့ဒီ2000ခုနှစ်ကနေပြီးတော့အာသူအသက် session နဲ့ပြည့်တဲ့အထိဆိုတော့အခုချိန်လောက်ဆိုရင်သူကအာဒီ2019လောက်မှာဆိုရင်ဒီအမဂျစ်ဆာတာကအပြင်လောကကိုပြန်ရောက်နေလောက်ပြီ အခုဒီဒီနှစ်2025မှာဆိုရင်အမကြီးရဲ့အသက်က26နှစ်လောက်ရှိပြီပေါ့အခုချိန်လောက်ဆိုရင် तू ကအပြင်လောကမှာနာမည်အစ်စ်ပေါ့နော်ဒီ identity အစ်စ်နဲ့ तू ကကျင်လည်နေလောက်ပြီ तू ကပြန်ထွက်လာတော့လူတွေကိုဆက်တက်နေမလားဒါမှမဟုတ်နောင်တရပြီလူကောင်းသူကောင်းလို့အသက်ရှင်နေပြီလားဆိုတာရောဘယ်သူမှတတ်အပ်မပြောနိုင်တော့ဘူးဘာကြောင့်လဲဆိုတော့ဥပဒေအရသူ့ရဲ့ identity အစ်စ်က confidential ပေါ့လျှို့ဝှက်ထားရမယ်ကိစ္စမလို့ဘေးတည်င်းမီဒီယာမှာမှသူ့ကြောင့် update ကိုကျမတို့ share ဖတ်လို့မရတော့ဘူးပေါ့နော်အဲကျမတနေရမှာ article တစ်ခုမှာတော့ကျမတွေ့ရတယ်သူ့နာမည်ရောပါစမာဂျစ်ဆိုလားမသိဘူးအဲ့လိုပြောင်းလိုက်လဲဆိုလားမသိဘူးဖတ်ရတယ်ဒါမဲ့ဒါကတတ်တီချတာတော့မသိမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီအိန္ဒိယနိုင်ငံရဲ့တနေရရမှာတော့အမဂျစ်ကဟိုရှင်တန်နေမှာပေါ့ဆိုတော့အခုချိန်လောက်ဆိုရင်အိမ်ထောင်ပဲကြာနေမလားဒါမှမဟုတ်လို့ရှင်ဟို လေးတွေကိုပဲထချောင်းပြီးတော့အဲ့လိုနောက်ထပ်လူတွေကိုပဲသူထပ်ပြီးတော့တတ်နေမလားဆိုတာတော့ကျမတို့ဘယ်သူမှမသိနိုင်တော့ပါဘူးလို့အခုလိုမျိုးအဆုံးထိနားထောင်ပေးတာကျေးဇူးတင်ပါတယ်အခုတင်ပြသွားတဲ့အကြောင်းအရာတွေကကျမလိုက်ဖတ်ထားတဲ့သတင်းမီဒီယာအရင်းမြစ်တွေနဲ့ crime news recap တွေကနေပြီးတော့ထုတ်လုပ်တင်ပြထားတာဖြစ်ပါတယ် Rocky the Storyteller YouTube channel ကနေပြီးတော့အခုလိုမျိုးစိတ်ဝင်စားစရာတွေအများအားတင်ဆက်ပေးနေမှာမလို့ Rocky the Storyteller YouTube channel ကို ကျေးဇူးပြုပြီးတော့ like and subscribe မလုပ်ရသေးဘူးဆိုရင်လုပ်ပေးခဲ့ပါအောင်เนาะပြီးတော့အစ်စ်တင်နိုင်မိတ်ဆွေတို့အမြန်ဆုံးသိရအောင်လို့အဲခေါလောင်းပုံလေးကိုလည်းကျေးဇူးပြုပြီးတော့နှိပ်ပေးခဲ့ပါအောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ် bye bye